ဒီနေ့တကြမှာအလုံးမဲပြောရွှင်နိုင်မှုတချင်းလေးတွေနဲ့အတူတူအာနားဆင်ပြီးတော့ပြောရွှင်နိုင်မှုအတွက်ဟိတရရည်ရွယ်ပါတယ်ရှင်အဲတင်းချန်အခွင့်ရေးလို့မြည်ရပါတယ်ဟိတရ Hello တင်းချန်ပေါ့နော်2025 EP ပေါ့ EP album နဲ့မှာဟိတရပါဝင်ထားတာပါဟိတလည်းနည်းနည်းပို့ပြီးတော့ရင်ကျက်တဲ့ပုံစံလေးနဲ့ဆိုထားတယ်ပေါ့နော်အာဟိတဆိုလည်းတချင်တချင်မရှိဘူးပေါ့နော်ရှိမှဒါပထမအဆုံးဟိတတချင်တချင်လေးလည်းဖြစ်တယ်လို့အမှတ်တရလည်းအများကြီးရှိရဲ့တချင်လေးမို့လို့ဟိတတို့ပြန်ဆိုပြစ်သွားတာပါဟုတ်ဒီနေ့တကြကတော့ဘလွဲဖြစ်ထူးခြားပါတယ်ဟိုဟိတတို့ ဒီတကြံဆိုလဲဒါ UNESCO ပေါ့နော်ဝင်ပြီလို့ကြားရတဲ့အတွက်ကြောင့်မလို့တို့ဒီမှာအမှတ်တရလေးတွေကလည်းအများကြီးပါပဲအခုတကြံတချင်းလေးဒါဖန်နီးကွင်းရတဲ့အတွက်လည်းရန်ဝမ်းသာမိပါတယ်လွန်ခဲ့သောနှစ်ပေါင်းများစွာလွန်ခဲ့6နှစ်လောက်ခရေရဟိတတို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့အဲ့ချိန်မှာပေါ့နော်အဲ့လိုမျိုး vibe မရတာ mood မရတာနဲ့မဆိုပြဖဲနဲ့အခုမှဟိတတို့တေချာလေးပြန်ပြီးတော့ဩစူးစူးစီးစီးလေးပေါ့ဖဖေရောဘန်ရောဟိတရောအဲ့လိုပြန်ပြီးတော့စူးစီးလိုက်တဲ့အတွက်ကြောင့်မလို့ဩအခုကတော့ပုံစံလေးတစ်မျိုးပေါ့ โอเคပါဒီနှစ်ပေါ့เนาะ2025မှာတော့ဟိတာတင်းကြံအခွင့်အရေးဆိုတဲ့တချင်လေးဒီတချင်လေးကဟိုဟိတာဖဖေးဒီဇဝါရေးတာထားပြီးတော့ဟိတာတို့ hello တချင်ပေါ့เนาะ EP album လေးထဲမှာပါဝင်ထားတာပါအာပြောရရင်เนาะဒီတချင်လေးကိုရေးထားတာတော်တော်ကြာပါပြီဖဖေးကဒီ အဲ့တုန်းကလေးကလည်းဟိတရုထွက်ရှိဖို့ပေါ့နော်2018 19လောက်ထင်တယ်အဲ့ချိန်ကလေးကထွက်ရှိဖို့ဟိတရုပြင်ဆင်နေကြတာဒါပေမဲ့အကြောင်းအကြောင်းကြောင့်ပေါ့နော်ကိုဗစ်တွေလည်းခံပါနေဆိုတော့မထွက်ဖြစ်ခဲ့ပဲနဲ့အခုမှဒါဖေးနဲ့တိုင်ပင်ပြီးတော့ပေါ့နော်အာတချင်းလေးတွေလောက်လောက်ကြည့်လောက်ကြမယ်ပေါ့လောပြန်ပြီးတော့ဒီတချင်းလေးကိုလည်းပြန်ပြီးတော့ဒီဆိုခြင်းတဲ့အတွက်ကြောင့်မလို့ဒါတချင်အမိလေးထုတ်ဖြစ်သွားတာပါအော်အမတ်တရားအနေနဲ့ကတော့ပေါ့နော်ဟိတကတချင်းထွက်ထွက်မယ်ဆိုပြီးစဉ်းစားမိတော့အဲလို ခင်ရနဲ့အကိုရမတွေနဲ့လည်းပြောပြရင်းနဲ့ဟိတတို့ EP ပေါ့ EP လေးဖြစ်သွားပါတယ်ဟုတ်ဟုတ်ကဲ့ပါဒီအာ hello the jam ပေါ့နော်ဟိတတို့ full EP မှာတော့အာကိုဇွဲပြေကိုနေမင်းအိမ်မလိန်မော်နဲ့ဟိတာပေါ့နော်၄ယောက်တချင်း၄ဘုံနဲ့ဟိတတို့တချင်းဒီ album အပြည့်အစတော့လုပ်ဖို့စဉ်းစားပါတယ်တခြားဒီ artist တွေလည်းပေါ့နော်ပါဝင်ဖို့ဟိတတို့ ပြောထားပေမဲ့အချိန်လဲနည်းနည်းတိုးသွားတာပေါ့နော်အခုကတကြံလဲရမ်းကတ်နေပြီဆိုတော့အာဒီ EP လေးပဲလုတ်ဖြစ်သွားတာပါဟုတ်အာတချင်းလေးကတော့အာ ခုနပြောသူတို့ပေါ့နော်ရေးထားတာတော့ကြာပြီဆိုတော့ဒီတချင်းလေးကငငယ်တဲ့ကတော့ဟီတာရုဆူဆူနေတာပါအာခုမှဒါအခုခေပုံစံလေးပေါ့တကြံပုံစံလေးလည်းဖြစ်အောင် music လေးတွေလည်းပြန်ပြီးတော့ arrange ပြန်လုပ်ပြီးတော့စိုးပစ်သွားတာဆိုတော့လေအာပြောရရင်တော့အာ excited တော့ဖြစ်ပါတယ်စိတ်လှုပ်ရှားရပေါ့နော်တကြံတချင်းဟီတာဒါဟိုဘယ်လိုပြောမလဲတကြံချင်းအစ်စ်ကလေးလည်းဖြစ်တော့လေဟိုဒီတကြံပုံစံပေါ့အောင်စိတ်ထဲမှာပို့ပြီးတော့ဟိုဒီတကြံ vibe လေးဖြစ်အောင်ပေါ့ လိုတိုင်ပင်ပြီးတော့တေချာလုပ်ဖြစ်ခဲ့ပါတယ်ဟုတ် recording မှာရောပြောရရင်တော့ဟိတ body တဲတာပေါ့နော်ဟိတတို့ပထမတချင်းကိုပုံစံချတာနဲ့အာဟိတတို့တကယ်ဆိုရတဲ့ recording ဘိုင်းဆိုပြီးနှစ်ပိုင်းခွဲပြောရမှာပေါ့နော်ပထမအပိုင်းကတော့ဟိတတို့ body တဲတာတော့အားလုံးပဲတွေ့တဲ့အတိုင်းဟိတ page မှာလည်းတင်ထားပါတယ်ဟိုပျော်ပျော်ရွှင်ပဲ arrange လေးတွေလုပ်တယ်ဟိတတို့ဆိုကြတယ်ဘလိုပုံစံလေးအာ repeat လုပ်မယ်ဘလိုလေးပြန်ပြီးတော့ဒီတချင်းပုံစံလေးကိုပေါ်အောင်ပေါ့နော်ဇာတာလေးတွေနဲ့အတူပြန်စဉ်းစားကြတာပါအာ recording မှာကတော့ဟိတတာပြောရရင်အဲ့ တခြင်း record မလုတ်ခင်ရဟိတာအကြီးကျယ်ဖြားတာနေမကောင်းဖြစ်တယ်ဗောနော်နေမကောင်းဖြစ်ပြီးတော့ပြန်ဆတာဆိုတော့ပြောရရင်ဟိုလန်းလန်းဆန်းဆန်းဖြစ်ဖို့ဟိတာအများကြီးစူးစမ်းခဲ့ရပါတယ်အဲတခြံတခြင်းလေးလည်းဖြစ်တော့လေဟိတာတို့အဓိကတော့နားထောင်နေသူတွေလည်းနားထောင်ပြီးတော့ပျော်ရအောင်ဗောဟိတာတို့ပျော်တဲ့မှုလေးကိုရဖို့တော့အရင်ကြိုးစားခဲ့ပါတယ်အဓိကကတော့အရင်တော့တခြံတခြင်းလေးတွေလည်းပြန်နားထောင်နေအထူးသဖြင့်ဒီဟန်လေးပေါ့တခြံ ျော်နေတယ်အဲဒီတချင်းလေးထဲမှာဟိုပြောချင်တဲ့ meaning ပြီးတော့တကြံပေါ့ဒါကငါတို့တကြံဒီချိန်မှာဒီလိုလေးဆိုတဲ့ဟာမျိုးလေးပေါ်အောင်လို့လဲအကျူစားပြီးတော့ဒီဆိုခဲ့ပါတယ်ဟုတ်ဟုတ်အာ recording ပိုင်းကတော့ဟိတတိတ်မကြာလိုက်ဘူးပေါ့နော်ဟိုဒီတချင်းကိုပဲငငယ်တွေကလည်း ပြောရရင်ဒီတခြင်းကဆိုပြင်းနေတဲ့တခြင်းလေးဖြစ်တော့ဟိတတ်အတွက်က recording ကတော့တိတ်မကြလိုက်ဘူးအဓိကကတော့ပုံမှန်ဆိုရင်တော့ဟိတတ်တခြင်းအေးလေးတွေအဲ့လိုအဆွေးမှုလေးနဲ့ဆိုတာများတော့ပေါ့နော်ဒီမှာကျတော့အဲ့လိုပျော် vibe လေးရအောင်လို့အဲ့လိုခက်သွက်သွက်ကလေးဖြစ်အောင်လို့ပဲစူးစမ်းခဲ့ရပါတယ်ဟုတ်ဒီတချင်းလေးကတော့တကြံတချင်းလေးလည်းဖြစ်တာမို့လို့ပေါ့နော်အဓိကကတော့အလုံးမဲ့နားထောင်နေသူတွေပေါ့ပေါ့ပါပါနဲ့တကြံ vibe လေးတကြံ mood လေးရ mood လေးရဖို့တော့ဟိတာမျောလင့်ပါတယ်အာဒီတချင်းမှာလည်းအာ အဓိကပေါ့နော်စာသားလေးတွေဆိုလဲအဲ့လိုကလေးဆန်ဆန်အဲ့လို main main ကလေးဆန်ဆန်ပေါ့လေအာဟိုတကြံမှာဟင်းတင်းကြံအခွင့်ရေးဆိုရဲခေါင်းစဉ်အတိုင်းပေါ့နော်ဟင်းကောင်မလေးတွေကိုအဲရီးသားလေးပါလေရအောင်ပေါ့အဲ့လိုမျိုးရှုရရှန်တန်လေးပေါ့နော်ဟေသဆိုနေကြပုံစံလေးအတိုင်းဟေသတီးဆိုထားပါတယ်ဟုတ်အာဟေတာရော YouTube မှာတော့လောလောဆယ် full EP ပေါ့နော် EP အပြည့်အစုံတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အာဟေတာရောဒီပါဝင်တဲ့အဆိုတော်၄ရောက်လုံးရဲ့ channel တွေမှာအပြည့်ပေါ့နော်ဟိုဒီ album တစ်ခုလုံးကိုဟိတာတို့တင်ထားတာပေါ့နော်ပြီးရင်တော့ဟိတာတို့တွေတယောက်ချင်းစီကနေပြီးတော့ကိုတချင်းကိုစီကိုစီအာ lyrics video လေးတွေတင်ဖို့လဲ plan လုပ်ထားကြပါတယ်ဒီတချင်းတွေထဲမှာဆိုရင်အာလို့ပေါ့နော်အမျိုးအနှေးအာအနည်းတော့မပါဘူးပေါ့ဟိတာတို့တကြံဆိုတော့လေအကုန်လုံးကအမျိုးလေးတွေအမြောက်ကလေးတွေကိုပုံစံလေးတွေနဲ့ကိုအဲ့လိုမျိုးလေးဖြစ်အောင်လို့တော့ကြိုးစားထားကြပါတယ်ဟုတ်ဟုတ်။အော်ဟုတ်အာပြောရရင်တော့လေဟိတာတို့က project လုပ်တဲ့အချိန်တော့အချိန်မှာနည်းနည်းလေးဟိတာတို့ နောက်ကြရတယ်ပြောရမှာပေါ့နော်ဒီနှစ်ဟိုတကြံနဲ့လည်းအရန်ကတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ MV ဒီလို music video ဟိုတို့ဟိုလူတွေဒီလိုရိုက်တာမျိုးထက် lyrics video လေးတွေပဲထွက်ရှိလာဖို့အရှိပါတယ်ဟုတ် YouTube channel တို့ Facebook page ပေါ့နော်ဒီ social media တွေပေါ်မှာတော့ဟိတတို့ lyrics video လေးတွေ mainly တင်မယ်ပေါ့နော် full audio တွေတော့ဟိတတို့ platform မျိုးစုံမှာနားဆင်လို့ရမှာပါအာအဓိကကတော့ဟိတတို့ဒါတချင်းထွက်ရှိတယ်ဆိုတာအမှတ်တရလည်းဖြစ်အောင်ပြီးတော့တကြံမှာလည်းအာဟိတဆိုလည်းတကြံတချင်းမရှိဘူးပေါ့နော်ရှိမှာဒါပထမဆုံးဟိတတကြံတချင်းလေးလည်းဖြစ်တယ်လို့ဟိတအာဘယ်လိုပြောရမလဲအမှတ်တရလည်းအများကြီးရှိရဲ့တချင်းလေးမို့လို့ဟိတတို့ပြန်ဆိုပြစ်သွားတာပါဟုတ် ဒီနှစ်တကြာတော့ဘလွယ်ဖြစ်ထူးခြားပါတယ်ဟိုဟေတာတို့ဒီတကြံဆိုလဲလာ UNESCO ပေါ့နော်ဝင်ပြီလို့ကြားထားတဲ့အတွက်ကြောင့်မလို့ဟိတာတို့ဒီမှာအမှတ်တရလေးတွေကလည်းအများကြီးပါပဲအခုတကြံတချင်းလေးဟိတာဖန်တီးခွင့်ရတဲ့အတွက်လည်းရန်ဝန်းတာမိပါတယ်တကယ်တကယ်လည်းဒီတချင်းကိုဟိတာ record လုပ်မလို့ပေါ့နော်လွန်ခဲ့သောနှစ်ပေါင်းများစွာလွန်ခဲ့6နှစ်လောက်ခရေကဟိတာတို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့အဲ့ချိန်မှာပေါ့နော်အဲ့လိုမျိုး vibe မရတာ move မရတာ ਨੇ မဆိုပြဖဲ ਨੇ အခုမှ heater rotate chair လေးပြန်ပြီးတော့ဟိုစူးစူးစီးစီးလေးပေါ့ဖဖေရောဘန်ရော heater ရောအဲ့လိုပြန်ပြီးတော့စူးစီးလိုက်တဲ့အတွက်ကြောင့်မလို့အခုကတော့ပုံစံလေးတစ်မျိုးပေါ့အရင်တော့ version လေးလေးရှိပါတယ်ဒါပေမဲ့အခုအခုဒီတင်းကြံခွင့်ရေးမှာတော့ hit အ heater လေးနည်းနည်းပို့ပြီးတော့ရင်ကျက်တဲ့ပုံစံလေးနဲ့ဆိုထားတယ်ပေါ့နော်အရင်တော့မထွက်ရှိခဲ့လိုက်ရဘူးအခုမှဒါက ကဲ official ထွက်ရှိထားတာပဲဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအာတချင်းလေးကတော့ဟိတကခုနပြောသလိုအာတင်းကြံအခွင့်ရေးလို့မြင်ရပါတယ်ဟိတတို့ hello တင်းကြံပေါ့နော်2025အာ full EP ပေါ့ EP album နဲ့မှာဟိတတို့ပါဝင်ထားတာပါအာဒီ album ထဲမှာ hit up ဖြစ်တည်ရေးစွာနဲ့အာတည်ရေးကောင်းချစ်သူတို့ကနေပြီးတော့တခြင်းလေးရေးဖွဲထားပါဗျ။အာသူထွေပြီးတော့ hit up ပြောစရာမရှိပါဘူး။ဒီတခြင်းလေးတွေကို hit up တို့ platform မျိုးစုံတိုင်းမှာလည်းတင်ပြမှာပါ။ hit up တို့ social media တွေမြေပြီးတော့အခုလိုမျိုးအဲ interview တွေနဲ့ media တွေတီးတီးမှာလည်း hit up တို့ပြောပြသွားဖို့ရှိပါတယ်ရှင့်။အဲတော့နားဆင်ကြည့်ပါအောင်။ဒီနေ့တကြမှာအားလုံးပဲပျော်ရွှင်နိုင်မှုတခြင်းလေးတွေနဲ့အတူတူအာနားဆင်ပြီးတော့ပျော်ရွှင်နိုင်မှုအတွက် hit up တို့ရည်ရွယ်ပါတယ်ရှင့်။ဟုတ်